မင်္ဂလာရှိတဲ့နေ့ရက်ကလေးဖြစ်ပါစေလို့ဥစွာပထမဆုတောင်းမြတ်တာပို့တာပေးပါတယ်လက်ရှိကြုံတွေ့နေရတဲ့ကပ်ဘေးတွေကြောင်းအခုချိန်ကာလမှာမင်္ဂလာမရှိဘူးဆိုပေမဲ့အရာအလုံးကဖြစ်ပြီး ပြတ်မယ်ပြတ်ပြီးလို့ရှိရင်အကောင်းဆိုတာပြတ်ဖြစ်လာမှာပါလောကကြီးမှာမုံတိုင်းနေကြည့်ပဲလည်းမလာပါဘူးလေပြေလေငင်းကမုံတိုင်းပြီးရင်ဝင်လာတတ်စမြဲပါပဲ။ မုံတိုင်းပေါ်ကိုလည်းနာကျင်ကြည်ကွဲမှုတွေကြုံခဲ့ရသလိုလေပြေလေညင်းလေးတွေပြန်ဝင်တဲ့အခါမှာလည်းအတိတ်တတိတွေမလွတ်ပဲတရားနှလုံးသွင်းပြီးဖြစ်ချင်းပြက်ချင်းသဘောတရားတွေဟာတိတ်ကိုကြောက်စရာကောင်းပါလားခန္ဓာရှိနေဒေးတွေးရတော့ယခုလိုတောကတွေနဲ့အတူအနေဆာမမြဲခြင်းတရားတွေဖြစ်ချင်းပြက်ချင်းတရားတွေကိုကြုံတွေ့နေရမှာပဲထို့ကြောင့်ခန္ဓာလွတ်ကင်းရာ ဖြစ်သော မျက်နှိပ်ပံကိုလျှောက်လန်းနိုင်ပြီးခန္ဓာကိုယ်ကိုလက်ရှိတည်ရှိနေတဲ့အချိန်မှာ အကျိုးရှိရှိအတုံးချနိုင်တဲ့ပုဂ္ဂိုလ်သူဖြစ်ရပါစေတာကိုယ့်ရဲ့ပတ်ဝန်းကျင်မှာရှိနေတဲ့ဒုက္ခတွေဒီအစစ်မပြေတဲ့သူတွေပူလောင်နေတဲ့သူတွေလမ်းပြောင်နေတဲ့သူတွေခုတ်ကိုးရမဲ့နေတဲ့သူတွေကိုစိတ်တလုံးလက်ညှိုးထိုးပြီးကိုယ့်ရဲ့အာနာဇက်နဲ့အတူ အရာအလုံးကိုဖန်တီးကူညီပေးနိုင်သောပုံကိုယ်သူပုံကိုယ်မြတ်ဖြစ်ရပါစေတာမတိလို့မိုးလေမတိလို့မိုးချုပ်မှားထားတဲ့ကိုဘဝမှာရှိခဲ့ဘူးတဲ့အမားတွေအလုံးကိုခွာချပြီးနေ့ရက်တိုင်းနေ့ရက်တိုင်းမှာအတိဓူးတွေနဲ့အတူသတိအထူးကပ်ပြီးအကုသူကိုကြောက်တတ်ကုသူကိုစောင့်တတ်တဲ့သူတော်ကောင်းတွေဖြစ်ပါစေတာလို့ကျွန်တော်ခွန်တာချူက ဥစွာပထမဆူတောင်းမြစ်တာပို့တာပေးပါတယ်အခုလေးလပိုင်းအတွင်းမှာကြုံတွေ့ရမယ်စနေသားသမီးနဲ့ပတ်သက်တဲ့ဟောစရံလေးတွေကိုဟောပေးမှာဖြစ်ပါတယ်စနေသားသမီးအများစုကအိုးအိမ်ပြောင်းလဲခြင်းအိုးအိမ်ပြက်စီးခြင်းအိုးအိမ်ပြုတ်လုခြင်းပြုတ်ပြင်ခြင်းဆိုတဲ့အိုးအိမ်နဲ့ပတ်သက်တော့ထူးခြားသော အပြောင်းအလဲတွေကို ဖြစ်စေတတ်ပါတယ်ရင်ထဲမှာမချစ်တင်ငယ်ဖြစ်စေသောအပူမီးတွေနဲ့ မျက်ရည်ကျတတ်တယ်လို့မျောလင်းချက်ရောင်ကြီးဆုံရှုံတာမျိုးလေးတွေတွေ့ရပြီးလမ်းပြောက်တယ်လို့မျိုးလေးတွေဖြစ်စေတတ်ပါတယ်မိသားစုဝင်ထဲမှာရှိတဲ့အချို့သောသူတွေကို အာကိုဂျင်နာမျိုးတွေကိုယ့်ရဲ့အရင်းအယားဆုံးသောမိတ်ဆွေတွေကိုအာကိုဂျင်နာမျိုးတွေကိုနဲ့ပတ်သက်သောအခြားအခြားသော သူတွေမျိုးကိုသတိတရရှိပြီးအကူအညီတောင်းကျင်တာမျိုးတွေအဆရှိတဲ့ကိုဘဝအတွက်ခိုကိုးရမဲ့ပြီးအာကိုရှာခြင်းနဲ့ကာလဖြစ်စေတတ်တယ်လို့ပြထားတာပါ တို့ပြမဲ့စနေသားသမီးတွေရဲ့အာနာဇက်ဘဂဝါအထက်ကိုတက်ဖို့က6ရက်နဲ့17ရက်လို့ပြတယ်6 17ဆိုတဲ့နေဒူးနေမြတ်တင်မှာစနေသားသမီးတွေက ဥပုပ်တရင်ဆောက်တည်တာ၅ဘာတီလခန္ဓာပရိစိတ်တာ တရားဒေသနာတော်နာကြားတာပဋ္ဌာန်းရွတ်တာ အစရှိတဲ့ကုသိုလ်လေးကို6ရက်နေမှာတော့လကောင်း17ရက်နေမှာတော့လကောင်း9ရက်နေမှာတော့လကောင်းအဲ့လိုလုပ်ပြီးမယ်ဆိုလို့ရှင်ရင် ထူးခြားတဲ့ကံတရားအထောက်အပံ့နဲ့အတူ မျော်လင့်နေတဲ့သူအားငယ်နေတဲ့သူတိမ်ငယ်နေတဲ့သူရဲ့ဘဝကနေဆန့်ကျင်ဘက်အရက်မှာသွားရက်တည်ပြီးခွန်အားရှိတော်သူတီထွင်ကြံစနိုင်တော်သူလောက်ကင်ကြံစီအောင်မြင်တော်သူပြည်လဲတော်သူဖြစ်သွားပါလိမ့်မယ်ခင်ဗျာကြောင်ရှာသည်ကိုတုပ်၍တော်၎င်းကြော်၍တော်၎င်းမိဖုတ်၍တော်၎င်း စားသုံးဝယ်ပစ္စည်းအဖြစ်ပြုပြင်ပြီးတော့ကြောင်ရှာသည်နဲ့ပတ်သက်တဲ့အရာတချို့ကိုစွန့်လောင်းတာမျိုးလေးတွေလှုပ်ဆဲချင်ပါတယ်။စွန့်ခံနေတဲ့တီလာရှင်ဆရာလေးတပါးကိုဆန်နဲ့အတူစနေနံပစ္စည်းဖြစ်သောလူဝယ်ပစ္စည်းကိုလှုပ်ဆဲချင်ပါတယ်။ဥပမာတော့ဘက်သည်နတ်နတ်သည်ဒူရင်သည်ငကမောက်သည်သို့မဟုတ်ထညက်အဲ့တော့ဆန်နဲ့အတူစနေနံပစ္စည်းကိုလှူလိုက်ရင်စနေသားသမီးတွေရဲ့အဆိုးဖြစ်နေတဲ့ကံတရားကလည်း အကောင့်ဘက်ကိုပြန်ပြီးစံတက်လာမှာပါစနေသားသမီးအမျိုးသမီးတွေကအမျိုးသားအင်္ဂါတောက်ကြကြသာပရိတွေနဲ့ပြဿနာဖြစ်တတ်တယ်အမျိုးသားဟာကိုယ့်ရဲ့အိမ်အောင်ပဲလဲဖြစ်နိုင်တယ်လို့ကိုယ့်ရဲ့မောင်ဘွားသူမဟုတ်အကိုအဲသူမဟုတ်ကိုနဲ့ပတ်သက်တဲ့ယောက်ျားသားတရားရောက်လဲဖြစ်နိုင်တယ်အဲ့တော့စနေသားသမီးတွေမှာအခုဟောလိုက်တဲ့နေ့နံနဲ့ပတ်သက်ရင်ယောက်ျားသားတွေဟာကိုရန်လိုမဲ့သူတောကပေးမဲ့သူဆိုတာမမေ့ပါနဲ့ စနေသားသမီးရဲ့စီပါရေးလက်လာပါကိုရှွလန်းစီဖို့အတွက်ကိုအိမ်ရှိကိုကိုွယ်ထားသောမြတ်စွာဘုရားရှင်ကိုနတ်သဖြူရနတ်ထွက်တဲ့ပန်းမွေးနန္ဒာလေးပူဇော်ပေးမယ်ဆိုရင် ထူးခြားတဲ့အာနိသင်လေးထူးခြားတဲ့နမိတ်တွေနဲ့အဆင်ပြေသွားမှာပါ။ကျမ်းမာရေးကောင်းစီဖို့အတွက်ကိုငတ်ဥလူဖို့လိုအပ်ပါတယ်။ဥပမာငုံဥလူဟာမျိုးလေးတွေဒီဖုန်ကြီးလူသားမျိုးဘုရားစွန့်ကပ်တာမျိုးလေးတွေလှုပ်ပေးရမှာပါ။ စီးပွားလက်လာပါမကောင်းပဲပိတ်နေတာကတော့၅လနေပါလောက်ရှိပြီဝေခံကောင်းစီဖို့အတွက် လက်ရွှင်ဖို့အတွက်ကိုကံတရားကတော့ဒီ2024တဲမှာပြန်အကျိုးပြုစေမယ်လို့ပြတယ်အ sorry ဒီလေးလပိုင်းတဲမှာပြန်အကျိုးပြုစေမယ်လို့ပြတယ်ကံထူးခြားတဲ့အကြောင်းတရားတစ်ခုကိုဖန်တီးစေနိုင်ဖို့အတွက်ကိုပရိစိတ်ဖို့လိုအပ်ပါတယ်အိမ်အောင်တဲ့စနေသားသမီးတွေကအိမ်အောင်ရေးပြဿနာဖြစ်ချင်းငွေကြေးကုသိုလ်ကံလေးနည်းနည်းလေးစကားများရချင်း ိမ်အောင်ရှင်ဘက်ကကိုယ့်ကိုအတိမပေးဘဲလှုပ်လိုက်တဲ့အလုပ်တွေကကို့အတွက်ကြီးမားတဲ့ထိခိုက်နေတာမှုကိုဖြစ်စေခြင်းဆိုတဲ့အဆိုလေးတွေဖြစ်စေတတ်ပါတယ်။လူ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 စနေသားသမီးတွေကတော့ကျင်ဖော်တွေ့ခြင်းချစ်ရသောသူတွေ့ခြင်းတုံးနဲ့တူမေတ္တာပို့နိုင်ခြင်းတန်ရုံးစဉ်ပို့နိုင်ခြင်းဆိုတဲ့အကြောင်းတရားတွေကိုကြုံတွေ့ရတတ်ပါတယ်။အိမ်တော်အေးစီပွားရေးလူမှုရေးတွေကိုဗတ်ပေါင်းစုံမှာအဆင်ပြေပြီးကန့်ထူးစေဖို့လက်လာဝရှင်စေဖို့အတွက်ကိုအိမ်ကကိုးကွယ်ထားတဲ့မြတ်စွာဘုရားရှင်ကို မနဲ့လက်ဖက်ညထညက်အားလေးတွေကတ်လူဖြစ်ခြင်းပါလေ။တောက်ကြသားသမီးအတိုက်ခိုက်ရှိတဲ့အတွက်ကြောင့်တောက်ကြသားသမီးနဲ့ပတ်သက်ရင်လည်းအထူးဂရုစိုက်ပေးပါလို့အကြံပြုခြင်းပါလေခင်ဗျာ။စီပွားကောင်းမှုအတွက်လောရမယ့်ရည်ရည်တွေကတော့ညွှန်ကြားထားတဲ့ရည်ရည်တွေပါ။လက်လာပါရှင်ပြီးတော့အကျိုးပြုတဲ့ကံတရားအထောက်ပံ့ကိုရဖို့အတွက်အထက်ပါညွှန်ကြားထားတဲ့ရည်ရည်တွေကိုတတ်နိုင်တယ်များလိုက်လို့ရင်စနေသားသမီးတွေကကံကောင်းသွားမှာပါ။လေးလပိုင်းထက်ငါးလပိုင်းကပို့ပြီးတော့ကံကောင်းမယ်။ ဒါပေမဲ့ဒီလေးလပိုင်းထဲမှာမဖြစ်မနေကြုံတွေ့ပြီးထူးထူးဆန်းဆန်းကောင်းမဲ့အရာ6ချက်ရှိတယ်အဲ့တော့စနေသားသမီးကအရင်ကြီးလေအစိုးရတော့မဟုတ်ပါဘူးခင်ဗျာပထမအဦးဆုံးကောင်းနိုင်တဲ့အရာကငွေလုံးကနေခဲကနေဝင်မယ်နောက်တစ်ခုကကံတရားရဲ့အထောက်ပံ့အရာမထင်မှတ်ပဲပြောင်းလဲတဲ့အကြောင်းတရားတချို့ဟာကိုယ့်အတွက်ကောင်းတာတွေဖြစ်လာမယ်သားသမီးမြင်းမြင့်နဲ့ပတ်သက်ပြီးတော့အကျိုးပြုမှု အဲကို့အတွက်စိတ်ချမ်းသာမှုတစ်ခုခုဖန်တီးပေးလိမ့်မယ်။ရွှေငွေကြောက်တံပရမားပေါင်နံထားတာရှင်ရွေးနိုင်လိမ့်မယ်။ကို့ရဲ့ကြွေးမြေသို့မဟုတ်ကို့နဲ့ပတ်သက်ပြီးစကားပြောရမယ့်သူတွေကကို့အပေါ်နိုင်တဲ့စီနေမပြောနိုင်ပဲကို့ကိုပြန်အကျိုးပြုတာမျိုးကြုံတွေ့ရမယ်။ သားသမီးတွေကတယောက်သောသားသမီးရဲ့ကောင်းကျိုးပြုခြင်းကိုခံစားရမယ်လို့ပြထားတာပါဒါကတော့စနေသားသမီးတွေအတွက်အဆိုးအကောင်းအချိုးကြောင်းလေးတွေပါခြုံပြီးပြောရရင်လေးလပိုင်းထဲမှာအဆိုးလေးနှစ်ခုသုံးခုရှိတာကလွဲရင်စနေသားသမီးတွေဟာကောင်းတယ်လို့ပြောလို့ရပါတယ်ရုတ်တရက်ဝင်လာမဲ့ငွေရုတ်တရက်ဝင်လာမဲ့လက်လာပါယုတ်တည်းရဲ့ဖြစ်လာတဲ့စိတ်ချမ်းသာခြင်းတွေကစနေသားသမီးကိုများစွာအကျိုးပြုစေတဲ့အကြောင်းတရားကောင်းတွေဖြစ်လိမ့်မယ်လို့ပြထားတာပါ ဒါကတော့စနေသားသမီးတွေအတွက်လေးလာပိုင်းရဲ့ဟောစရံမှာခုနှစ်သားသမီးနဲ့အတူစနေသားသမီးအားလုံးစိတ်ချမ်းသာခြင်းကိုကြံမာခြင်းနဲ့ပြည့်ပြည့်စုံပြီးခုနှစ်သားသမီးကိုကောင်းကျိုးပြုနိုင်တဲ့ပုံကိုယ်တူတွေဖြစ်ပါစေလို့ဆုတောင်းမြတ်တာပို့တာပေးလိုက်ပါတယ်ခင်ဗျာ။